ဟုတ်ကဲ့အခုကျွန်တော် ရောက်နေတဲ့နေရာကတော့ဒီပလဲမြို့နယ်တဲကအဲဒီဂျက်ဖိုက်တာပျက်စီးသွားတဲ့စပစီကြီးရွာကိုရောက်ရှိနေရဖြစ်ပါတယ်ဒီကျွန်တော်နောက်မှာကဒီနေရာကတော့အဲဒီဂျက်ဖိုက်တာပေါ့နော်ဂျက်ဖိုက်တာပျက်စီးပျက်ကြတဲ့နေရာပဲဖြစ်ပါတယ်ဗျအဲဒီပျက်စီးနေတဲ့ပိုင်းစားတွေကိုကျွန်တော်လိုက်ပြပါမယ်ဒါကတော့ဒီလေရပျက်စီးလာတဲ့အပိုင်းစတွေပေါ့ဒီဥစ္စာက လေရင်မှုလို့ယူဆရတဲ့ပေါ့နော်ဒေမှုလို့ယူဆရတဲ့သူ့ရဲ့အသားစားတွေဥတွေပါထွက်ကျန်နေကြတဲ့ဟာတွေဒါတွေ့ရပါတယ်ဟိုဟာအခုချိန်မှာတော့ရင်ကောင်းနေပါရင်နားပြီးတော့ပုံနဲ့နေထွက်နေအောင်ဒီမှာတစ်ချက်လောက်ပြဒီမှာပါဒါပိုင်းစားတွေပေါ့နော်ဒီဥစ္စာကဒီနောက်ပိုင်းကတော့ဟို မိုင်းဘာလို့နော်ဟုတ်ဒီဥစ္စာကတော့ဒီစစ်တပ်ရဲ့မပေါက်ကွဲသေးတဲ့ဘုံလိုယူဆရတဲ့ပစ္စည်းပိုင်းစားရပါအနေရတော့များတယ်ဗျကျွန်တော်တို့တွတ်တွတ်လေးပေါ့တော့ ဒါတော့ဂျက်တိုက်လေရင်ရဲ့ဖင်ပိုင်းလို့ယူဆရတဲ့နောက်မီးပိုင်းပေါ့နော်ဒါပန်းအဲ trading ဂျလက်ပန်ကားတွေဟိုဒါတော့ပျက်စီးသွားတဲ့အင်ဂျင်ပိုင်းနောက်မီးပိုင်းလို့ယူဆရတဲ့အပိုင်းစပဲဖြစ်ပါတယ်ဟာအဲဒီဖြစ်စဉ်ကပေါ့နော်ဒီကန်းတော့ပလဲမျိုးနဲ့ကန်းတော့မှာအဲတိုက်ပွဲဖြစ်နေတာဟိုမှာဒီစစ်ကောင်စီတပ်ကဂျက်တိုက်လေနှစ်စီးနဲ့လာပြီးတော့ပုံကျဲတိုက်ခိုက်တာဖြစ်ပါတယ်အဲ့ဒီအခြေအနေမှာပဲ ဒီပြန်လေးတက်ဖွဲ့ဝင်တွေကဒီဂျက်ဖိုက်တာသွားတဲ့လမ်းတစ်လျှောက်ကိုဟိုလိုက်ပစ်တာပေါ့နော်လိုက်ပစ်တဲ့ချိန်မှာအဲဒီကန်းလောင်းနဲ့ချောင်းမိုင်ခွဲအကွာလောက်ကစပစစ်ကြီးရောမှာလင်ရပြက်ကြတာပါပြက်ကြတဲ့ပုံစံကလည်းကျွန်တော်တို့ဒီလေဘော်တွေမီခိုးတွေဥပြီးရောဒီစပစစ်ကြီးရောကိုပြက်ကြတာဖြစ်ပါတယ်ဒီကြီးရောပေါ်ဒီကြီးရောမှာကတော့ဒေသခံတွေအကုန်လုံးစစ်ဆောင်နေကြတာဖြစ်ပါတယ်ဒီပပက်လေအင်ဂျီကတော့ယာကန်နဲ့ကြီးကြီးလောက်တော့ရှိမယ် အဲဒေသခံတွေအကုန်လုံးစစ်ရှောင်နေရတယ်လောလောဆယ်မှာတော့ဒေသခံတယောက်မှကျွန်တော်တို့မတွေ့ရပါဘူးအဲဒီစပစစ်ကျေးရွာမှာအဲမီးလောင်ပျက်စီးနေတဲ့အပိုင်းစတွေကအဲကျွန်တော်တို့300လောက်တွေ့ရပါတယ်အဲဒီကျွန်တော်တို့ဒီပလဲကန်းတော့တိုက်ပွဲကအဲဒီနေရောဆိုရင်9ရက်လောက်ရှိပြီပေါ့နော်အချိန်9ရက်လောက်ရှိပြီကြာတယ်အဲမှာစစ်တပ်ရဲ့တိုက်လေရင်နေဝိုင်းတွဲတွေရဲ့ပုံကျဲမှုကလည်းနေ့စဉ်လိုလို့ ဘုံကျဲနေတာဖြစ်ပါတယ်အချိန်ပေါင်းကျွန်တော်တို့ခံမှတ်ပြောမယ်ဆိုရင်15ချိန်လောက်ရှိရလို့ဒီကာဝေးတပ်ဖွဲ့ဝင်တွေရဲ့ပြောကြားချက်ရကျွန်တော်တို့သိရပါတယ်အဲဒီဘက်မှာဆိုရင်လည်းနေနေပျက်စီးနေရရှိရယ်ပျက်စီးတွေတဲ့မှာဆိုရင်ဒီစပားတွေတူလောင်ထားတဲ့ကိုရောင်တွေပျက်စီးတယ်အဲဒီနေရာမှာဆိုရင်အဲဒီကျေးရွာမှာဆိုရင်ဘုံကြီးကျောင်းရယ်ဒီချန်ဝိုင်းရယ်ဒီဘက်ကချန်ဝိုင်းရယ်အားလုံးပေါင်းချန်ဝိုင်း၄ခုပျက်စီးနေတာမီးလောင်နေရကိုကျွန်တော်တို့တွေ့ရပါတယ် ကျွန်တော်တို့အဲဒီဘက်အခြေအနေတွေကိုလိုက်ပြီးတော့ဟိုတရှိအောင်မှာဖြစ်ပါတယ်ဘလတ်ဗောမီယာကိဆက်လက်ရပ်တည်ဟန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝီတင်ချက်ကိုပြင်နိုင်ကြောင်းလည်းအသိပေးပါ